ဒီနေ့ကျွန်တော်တို့နေထိုင်ရှင်းတဲ့ society ကြီးတစ်ခုလုံးဟာမရမနာပဲသွာလာနေတယ်ပေါ့เนาะ শূন্য ံနေတယ်เนาะ internet တွေ facebook တွေနဲ့ শূন্য ံနေတဲ့ society တစ်ခုဖြစ်တယ်ဆိုတော့ဒီလိုမျိုး environment မျိုးမှာတည်တည်ချာချာပေါ့เนาะတစ်ခုခုကိုရက်နာပြီးတော့မှ reflect လုပ်ဖို့စဉ်းစားဖို့ဆိုတာအင်မတန်မှဖြစ်တော့ဖြစ်ခဲ့အရာတစ်ခုဖြစ်တယ်ဒါပေမဲ့တကယ်တော့ဘုရားမှာတစ်ခါတလေဒီလိုမျိုး လောလဆာတွေပြထားပြီးတော့မှစဉ်းစားတင်တဲ့အချိန်တွေရှိပါတယ်။ဥပမာဒါမှမဟုတ်လေမီးပစ်တဲ့အချိန်လေးတွေကိုပေါ့နော်ခွန်ကောင်းယူပြီးတော့မှဖုန်းတွေ wifi တွေတုံးလို့မရတဲ့အချိန်မှာထိုင်ပြီးတော့မှစဉ်းစားကြည့်ဖို့ပါဒလား။စဉ်းစားတင်ပါတယ်နော်။ဆိုတော့ကျွန်တော်တို့ဘဝရဲ့လွန်ခဲ့တဲ့တနေ့နှစ်လောက်ကကိုယ်တွေလုတ်ခဲ့တဲ့အရာတွေနော်။ပညာရေးနဲ့ပတ်သက်ပြီးတော့လောက်အောင် အလုတ်အကင်နဲ့ပတ်သက်ပြီးတော့လောကောင်ကျွန်တော်လုတ်ခဲ့တဲ့အရာတွေတိကျပြန်စဉ်းစားကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ဘာတွေးရလဲဆိုတော့ကျွန်တော်တို့เนาะထင်ထားတာအများကြီးကျွန်တော်တို့အမားတွေเนาะ mistake အများကြီးကျွန်တော်တို့လုတ်ခဲ့တယ်ဆိုတော့ကျွန်တော်တို့အခုချိန်မှာဘောเนาะပြန်ပြောင်းစဉ်းစားတဲ့ချိန်မှာပို့ပြီးတော့အာတွေးရတတ်ပါတယ်အဲ့တော့အနာဘာဖြစ်လို့လဲဆိုတော့ဒီ psychologist တရားကြတော့ဗောနော်ဒီသူတို့ဘာပြောလဲဆိုတော့ hindsight bias hindsight bias ဆိုတော့တခုခုကိုကျွန်တော်ပြန်ပြောင်းအာစဉ်းစားကြည့်တဲ့ချိန်မှာဗောနော်ဒီအဝေးကနေပြန်ပြီးတော့မာအော်ဒါကြောင့်ဒါအော်ဒါလေးလုတ်ခဲရမှာအော်ဒါလေးတော့ငါမလုတ်ခဲ့မိဘူးဆိုတဲ့ဟာတွေကိုပြန်ပြောင်းပြီးတော့ပို့ပို့ပို့ပြီးတော့မှရှင်းရှင်းလင်းလင်းမြင်ရတာမျိုးကိုဟောပြန်ပြီးတော့မှစဉ်းစားတာမျိုး hindsight bias လို့ခေါ်ပါ ပြီးတော့တချို့ဒီ philosophy ဘိုင်းเนี่ยเนาะ psychologist ဘိုင်းเนี่ยကျတော့သူဟို bounded rationality လို့လည်းခေါ်ပါတယ်ဆိုတော့တဘောတရားကျွန်တော်ရဲ့ rationality ဆိုတော့ကျွန်တော်ရဲ့စဉ်းစားဉာဏ်က bounded ဖြစ်တယ် limited ဖြစ်တယ်เนาะတကယ်တကယ်ဘဝကိုလက်တွေ့เนาะနဖူးတွေ့ဒူးတွေ့ကြုံနေရတဲ့အချိန်မှာကျွန်တော်တို့เนาะဒီအရာရဲ့အားလုံးပေါ့เนาะ pressure တွေအရာရဲ့အားလုံးရဲ့အချိန်နဲ့တပြေးညီ ပြုမူပြရတဲ့အချိန်မှာကျွန်တော်တို့မှာ information အပြည့်မရှိဘူးเนาะ limited information နဲ့ပဲကျွန်တော်တို့လုပ်ရတာတွေ၊ကြံရတာတွေရှိတယ်။စုပ်ပြက်ချက်ချတဲ့ဟာတွေ decision ချတဲ့ဟာတွေရှိတယ်။အဲ့တော့ကျွန်တော်တို့ဒီနေ့ဒီနေ့ကျွန်တော်ပြောချင်တာဒီလိုမျိုးအာအရာတွေပါပေါ့နော်ကျွန်တော် mistake တွေအများကြီးလုပ်တယ်ဆိုတော့ဒီအနာဂတ်မှာပေါ့နော်အော်စဉ်းစားစရာတကူကအခုချိန်မှာပေါ့နော်အခုချိန်မှာကျွန်တော်လုပ်နေတဲ့အရာတွေကိုနောက်တစ်ချိန်နောက်လာမဲ့ နည်းနည်း၃နှစ်လောက်မှာเนาะအိုးမားလိုက်တာဒီအမားတွေပဲဒါတွေမလုပ်ရဘူးပဲဆိုပြီးတော့ကြုံတွေ့နေရပြန်စဉ်းစားမိမယ်အမားတွေဒါဖြစ်မယ်ဆိုရင်เนาะဒီနေ့လက်ရှိမှာကျွန်တော်လုံနေရတဲ့လုံနေတဲ့အရာတွေဟာလည်းတော်တော်လေးတစ်ဖက်ကစဉ်းစားကြည့်တော့ဩစိုးရိမ်ပူပန်စရာတွေအများကြီးရှိပါတယ်ဆိုတော့ဒီလိုမျိုးဩအမားတွေအများကြီးနဲ့ mistake တွေဘာလို့ကျွန်တော်တို့အ ်ဆိုတော့နောက်အနာဂတ်မှာတော့ဒီလိုမျိုးအမားတွေနဲတဲ့ပြည့်နဲ့အောင်ကျွန်တော်တို့ဘလူးလွတ်လို့ရမလဲဆိုတဲ့မိခွန်းလေးတစ်ခုကပေါ့နော်ကျွန်တော်မေးစရာကောင်းတဲ့မိခွန်းလေးတစ်ခုရှိလာအဲ့တော့အော်တခြားတလေပေါ့နော်ဥမာဒီမှာ chess တွေပါတယ်ပေါ့နော်ကစားဘူးတွေလို့ရှိမလားမသိဘူးကျွန်တော်ဆိုရင်ဟိုတော့ကတော့ဒီ chess လေးတွေပေါ့နော်ဒီနည်းနည်းပါးပါးကစားတဲ့အချိန်မှာကျွန်တော်ဘာသွားတွေ့လဲဆိုတော့ဥပမာ အာသူပြင်ဒီဖုန်းလို့နော် tablet တွေနဲ့ chess ကစားမယ်ဆိုရင် computer နဲ့ကစားလို့ရတယ်အဲ့ချိန်မှာကိုက chess move တခုကိုနော်တကယ်ဆိုရင်ကိုက10မိနစ်10မိနစ်တော့ထိုင်စဉ်းစားပြီးတော့မှကိုက move လုပ်လိုက်တယ်ဒါပေမဲ့ကို move လုပ်လိုက်ပြီးတာနဲ့ကိုရဲ့ move ကဟောတစ်ဖက်လူကပေါ့နော်ပြန်ပြီးတော့မှကိုရဲ့ပြန်ဖက်က move လုပ်လိုက်တဲ့ချိန်မှာဟောဒါကမားတဲ့ move ပဲလို့ကျွန်တော်ပြန်တွေ့ရမျိုးရှိတယ်အဲ့ချိန်မှာ ကိုကကွန်ပျူတာနဲ့ကစားရတယ်ဆိုတော့ back ပြန်လုပ်လို့ရတယ်ဒီလိုမျိုးကစားကြည့်မယ်ဆိုတော့တစ်ချိန်လုံး move လုပ်လိုက် back လုပ်လိုက်လို့လုပ်ရတဲ့အားတွေကျွန်တော်အများကြီးကြုံတဲ့အချိန်မှာကျွန်တော်ဘာသွားစဉ်းစားမိလဲဆိုတော့အော်ဘုရားမှာတခုခုလုပ်ရတဲ့နေရာမှာအခုမှ chess ကစားတာဆိုရင်ကျွန်တော်တမင်းနဲ့တမင်းလောက်ထိုင်ပြီးစဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချပြီးမှနော်နှစ်ခွက်သုံးခွက်လောက်ကိုကကိုအထင်ပေါ့နော်နှစ်ခွက်သုံးခွက်လောက်အာ move လုပ်စဉ်းစားပြီးမှ move လုပ်လာတော့မှဒီလောက်အမားတွေများတယ်ဆိုရင် ဘုရားမှာတော်တော်များများကိစ္စတွေကျွန်တော်လက်ရှိเนาะလက်တွေ့ဘုရားမှာကြတော့ကျွန်တော်တို့ရဲ့တော်တော်များများကိစ္စတွေတောင်မှကျွန်တော်တို့ကမစင်းစားပဲနဲ့လောက်တာတွေရမ်းများတယ်เนาะဆိုတော့အဲ့ဓာဒီတာဆိုရင်ဘယ်လောက်ထိအမှားများမလဲเนาะပြီးတော့မှလက်တွေ့ဘုရားမှာဆိုရင်ဒီကွန်ပျူတာနဲ့ chess ကစားတယ်လို့ပြန်ပြီးတော့ back လဲလို့လို့လည်းမရဘူးပြန်ပြီးတော့ repeat လို့လို့လည်းမရအောင်เนาะကိုလောက်ခဲ့တဲ့ဟာကိုပြောခဲ့တဲ့ဟာတွေကတခါပဲလောက်ခွင့်ပြောခွင့်ရှိတယ်ပြီးတာနဲ့မာမာမှန်မှန်ဘဝကဆက်သွားတာပဲ ဲ့တော့ဒီ chess move ကိုနော်ထိုင်စဉ်းစားတဲ့ဟာတော့ဘယ်လောက်မားတယ်ဆိုမစဉ်းစားပဲလုပ်ခဲ့တာတွေဘယ်လောက်များမလဲလို့ကျွန်တော်တော်တော်လေးကိုပေါ့နော်အာခေါင်းလေးသွားပြီးတော့ပါအာဟောတော်တော်လေးကိုစိုးတာပဲဆိုပြီးကျွန်တော်စိတ်လေခဲ့ရတဲ့အချိန်တွေလည်းကျွန်တော်ကြုံခဲ့ဘူးလေဆိုတော့ခုနပြောသလိုဒီပေါ့နော်ဒီကျွန်တော်တို့အာလောက်ခဲ့တဲ့အရာတွေအမားတွေဒီလောက်များတဲ့ဟာကိုအနာဂတ်မှာ how to be a better decision maker ဘောเนาะ decision ကိုကျွန်တော်တို့ဘယ်လိုအော်ကောင်းကောင်းမွန်မွန်စစ်ပြီးလုပ်နိုင်မလဲလို့ကျွန်တော်တို့စဉ်းစားကြည့်မယ်ဆိုရင်ကျွန်တော်တို့ဥပမာအာကျွန်တော်တို့ဒီစာရီပေတွေပေါ့เนาะဒီ psychologist တွေ philosopher တွေစီအနေကျွန်တော်တို့ဘာသင်ယူလို့ရလဲဆိုတာလေးကိုကျွန်တော်တို့ဒီနေ့ကျွန်တော်နည်းနည်းပြောချင်တယ်အဲ့ထဲမှာကျွန်တော်အရင်ဆုံးတွားပြီးတော့တတိယတဲ့စာအုပ်လေးကတော့ဘာလဲဆိုတော့ဒီ စာရေးဆရာပေါ့နော်နာစင်တာလာဖလိုခေါ်တဲ့စာရေးဆရာရဲ့ anti fragile ဆိုတဲ့ဆောက်လေးကိုကျွန်တော်အရင်ဆုံးသွားပြီးတော့သတိရတယ်ဗျာဆိုအဲ့ဆောက်ထဲမှာသူနာစင်တာလာရဲ့အမြင်ရပေါ့နော်ဒီဘဝမှာသူဒီ real life မှာကျတော့ကျွန်တော်တို့ဒီဘဝကပေါ့နော်ဒီ environment တွေကျွန်တော်တို့ရဲ့ system တွေ financial system တွေကျွန်တော်တို့ social system တွေအရင် complicated ဖြစ်တဲ့ခါကျတော့ကျွန်တော်တို့အုံနောက်အနေနဲ့ဒီ information တစ်ခုလုံးကိုကျွန်တော်တို့ အာရဖို့ဆိုတာမလွယ်ဘူးเนาะဒီကဘာကြီးကเนาะ environment ရှုပ်ထွေးလွန်းတဲ့ခါကျတော့ကျွန်တော်တို့ရဲ့ပြုမူတာမန်တမြားလောက်တာမန်တမြားက limited information เนาะဒီလိုမျိုး ਨੇ ပဲကျွန်တော်တို့လောက်ရတာဆုံးဖြတ်ရတာများတယ်အဲ့တော့ကျွန်တော်တို့က perfect information နဲ့အာလုံးလုံးနိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူး perfect information နဲ့ decision ချဖို့ဆိုတာမဖြစ်နိုင်ဘူးအဲ့မှာကျွန်တော်တို့ဒီ unknown တွေရှိတယ်ပြီးတော့မှ unknown unknown ဘောနော်ဆိုတော့ unknown unknown ဆိုတာကြပါလဲဆိုတော့ကျွန်တော်တို့မသိမသိတဲ့ဟာကိုမသိမှန်းသိတဲ့အရာတွေရှိတယ်ဒါပေမဲ့ကိုမသိမှန်းလည်းမသိတဲ့အရာတွေလည်းရှိတယ်ဥပမာကိုတခုခုလှုပ်လိုက်တဲ့အရာမှာဘယ်နေရာနေပြဿနာတွေဝင်လာမယ်ဆိုတော့ကျွန်တော်မသိဘူးအဲ့ဒါမျိုးကို unknown unknowns လို့ခေါ်ပါတယ်ဆိုတော့ဒီလိုမျိုးများပြားတဲ့နေရာမှာကျွန်တော်တို့ကမမားဘူးငါဘာမှမလုပ်အောင်ကြိုးစားမယ်ဆိုတာမျိုးတော့လုပ်လို့မရဘူးလို့သူကပြောတယ်အဲ့တော့သူရဲ့ အော်အဖြေရှင်းချက်ကပါလဲဆိုတော့ anti fragile ပေါ့နော် anti fragile ဆိုတာကကြောတစ်ဖက်ကကြည့်ရင်တော့ဒါတကယ်ကိုတကယ်ရှိတဲ့အင်္ဂလိပ်စကားလုံးကို तू ကဘောနော်ဒီ coin လောက်ထားတာပေါ့နော်တီထွန် तू တီထွန်ထားတာဒါပေမဲ့ idea ကြတော့ဒါ तू စမ်းတဲ့ idea တော့မဟုတ်ဘူးเนาะ तू ရဲ့ original idea လည်းမဟုတ်တကယ်တော့ဒီ idea ကဒီဟိုးလွန်ခဲ့တဲ့ greedy ခေတ္တကเนาะ stoic ဟိုအရီလို့ခေါ်တယ်ဒီ stoic ရဲ့ philosophy ဖြစ်တယ် antifragile ဆိုတာကြတော့음အာ fragile မဖြစ်တာပေါ့နော် fragile ဆိုတဲ့အင်္ဂလိပ်စကားကြောင့်ထိလွယ်ရှလွယ်တာထိလွယ်ရှလွယ်မဖြစ်တဲ့အရာဆိုပြီးတော့ तू ကအာဘလော့ခ်အောင်လဲပြန်ပြီးတော့မှပြန်ပေးတာဆိုတော့အာတစ်ခါကကျင့်တော့ nasin talab ဆိုတာကဟိုးလွန်ခဲ့တဲ့နော်ဒီရှေးတုန်းကရှိခဲ့တဲ့ idea တွေနာမည်ထူးထူးဆန်းဆန်းနေနဲ့ပေးသက်တဲ့စာရေးဆရာလို့လည်းပြောလို့ရမှာထင်တယ်ဒါပေမဲ့သူရဲ့ original idea တော့သိမရှိဘူး ဒီသူပြောချင်တဲ့ anti fragile လာကြတော့ပါလဲဆိုတော့သူကကြဒီသုံးပိုင်းလောက်ပေါ့နော်သုံးမျိုးလောက်ခွဲထားပထမတစ်မျိုးကကြတော့ဘွားမှာပေါ့နော်လူတွေအရာဝတ္ထုတွေသူကဘယ်လိုခွဲထားလဲဆိုတော့ပထမတစ်မျိုးကကြတော့ fragile ဖြစ်တဲ့အရာတွေပေါ့နော် fragile ဖြစ်တဲ့အရာဆိုတော့ထိလွယ်ရှလွယ်တဲ့အရာဥပမာပန်ခွက်လေးတွေပန်ခွက်လလလေးတွေနော်ပန်ပန်အိုလလလေးတွေဝိုင်ခွက်လလလေးအဲ့ဒါပန်ခွက်နဲ့လောက်တာနော် glass နဲ့လောက်တာဖြစ်တော့သူတွေကအရင် fragile ထိလွယ်ရှလွယ် အဲ့လေးတွေကနော်ဥပမာငလျင်လောက်တာတို့လူတယောက်ကထိမိခိုက်မိတယ်ဆိုတော့အဲ့ဖန်ခွက်လေးပန်းခွက်လေးတွေကကြကွဲသွားတယ်အဲ့ဒါကိုသူက fragile လို့ပြောတယ်ပြီးတော့နောက်တစ်ခုကကြတော့ robust ပေါ့နော် robust ဆိုတာကကြတော့အရန်ခိုင်မာတောင့်တင်းတာမျိုးသူက robust ဆိုတာဟာနော်အင်္ဂလိပ်လိုလို့ပြောခေါ်တယ်အဲ့ဒီ robust ဖြစ်တဲ့အထက်မှာကြပါရပါလဲဆိုတော့ဥပမာကြောက်သုံးနေနော် concrete ကြီးအဲ့ဒါတွေကကြတော့ robust ဖြစ်တဲ့ထိလွယ်ရှလွယ်ခြင်းမဖြစ်ဘူးဒါပေမဲ့ ူတို့တွေကကြတော့ robust ဖြစ်တာနဲ့အညီထိလွယ်ရှလွယ်တာလည်းမဖြစ်တဲ့မဖြစ်တဲ့အဟာနဲ့အညီ तू က grow ဖြစ်တာလည်းမရှိဘူးပြောင်းလဲတာမျိုးလည်းမရှိဘူး तू ကရောက်ရောက်တဲ့နေရာမှာပဲကြောက်ချပြီးတော့မှအပြောင်းလဲမရှိပဲဖြစ်နေတာမျိုးပေါ့နော်ဆိုတော့အဲ့မှာသူ့ရဲ့ပေါ့နော် तू ဖြစ်စေချင်တဲ့ဟာကြောင့် anti fragile anti fragile ကကြတော့ fragile တာနဲ့ robust တာရဲ့အထက်မှာရှိရပေါ့နော် तू ကကြတော့ဘာလဲဆိုတော့အဥပမာ ်ဖျောင်းတိုင်အာမီမီးဘွားလေးတခုပေါ့နော်ဥပမာမီးဘွားလေးတခုကအပြင်ကနေ stressor လို့ခေါ်ရဲနော် pressure တွေဝင်လာလေဥပမာလေတွေတိုက်လာလေအဲ့မီးဘွားလေးကတဖြည်းဖြည်းတဖြည်းဖြည်းပို့ပြီးတောက်လောင်လာလေအဲဒါမှမဟုတ်လေသူကနောက်ဥပမာတခုကကျတော့ဒီ denary တဲ့